ဂုံနူးဆောင်ကစားသမားအဖြစ်ဝမ်ချက်မြန်ရှင်မှာမှတ်တမ်းဝင်သွားခဲ့တဲ့အွန်လိုင်းဆမ်အလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြွဆူလိုက်ပါတယ်မြန်မာပြည်သက်တွေကိုအတက်စေခဲ့တဲ့ကချင်ဖိုက်တာအွန်လိုင်းဆမ်ကအော်တိုဘာလ၄ရက်နေ့မှာသူ့ရဲ့နောက်ဆုံးကစားပွဲနဲ့အတူအလုံးကိုနှုတ်ဆက်လိုက်ပါပြီအွန်လိုင်းနဲ့ဆွီဒင်ဖိုက်တာတို့ရှင်ပြိုင်တဲ့ပွဲမှာအွန်လိုင်းကအနိုင်ရသွားခဲ့ပြီးဝမ်ချက်မြန်ရှင်ကလည်းဒေါ်လာ၅000ဘောနပ်စ်ပေးခဲ့ပါတယ် ဝမ်ချမ်ပီယံရှစ်မှာ15ပွဲထိအနိုင်ရရှိပြီးမီဒယ်ဝိတ်တန်းနဲ့လိုက်ဟဲဗီဝိတ်တန်းတို့မှကမ္ဘာချမ်ပီယံဆုနှစ်ခုကိုရရှိခဲ့တဲ့အောင်လန်ဆန်ကို One Hall of Fame ထဲမှာထည့်သွင်းခဲ့ပြီးဂုံတူးဆောင်ကစားသမားဖြစ်အမှတ်တမ်းတင်သွားမှာလည်းဖြစ်ပါတယ်။ဝမ်ချမ်ပီယံရှစ်အဖွဲ့အစည်းက One Hall of Fame ထဲမှာထည့်သွင်းဂုံပြုအမှတ်တမ်းတင်ထားသူကစားသမားတွေကအောင်လန်ဆန်မတိုင်မီနှစ်ဦးသာရှိပါသေးတယ်။ American Fighter Johnson နဲ့ Brazil Fighter Viviano Fernandez တို့ဖြစ်ပြီးတတိယမြောက်ကတော့အောင်လန်ဆန်ပါ။ဒီလိုစီးရင်မှာမြန်မာပြည်ဖွားကချင်တိုင်းရင်းသားကပအဝင်ခွင့်ရခဲ့ပြီးစုချင်းမြင့်ခံရတာ ာကတော့ဂုံယူစရာဖြစ်ပါတယ်အသက်40အရွယ်ရှိပြီဖြစ်တဲ့အောင်လာကမြစ်ကြီးနားမြို့နယ်ထဲကရွာသားဘဝကနေကဘာကျော်ဖိုက်တာဖြစ်လာအောင်အားပေးခဲ့တဲ့ပရိသတ်တွေကိုဂျေဆုတင်တယ်လို့လည်းဆိုပါတယ်အောင်လာကမြမဇပုံမွေဆိုတဲ့နာမည်အတိုင်းချုပ်ကွက်တင်တယ်လည်းနာမည်ကြီးခဲ့တာရှင်ကချင်တိုင်းရင်းသားအောင်လာရဲ့ဆန်းကပွဲပေါင်း20ရှင်ပြိုင်ခဲ့ပြီးငါးပွဲသာရှုံးနေထားခဲ့ပါတယ်သူ့ရဲ့ကစားသမားဘဝနှုတ်ဆက်တဲ့နောက်ဆုံးပွဲစဉ်မှာလည်းအနိုင်ရသွားခဲ့ပြီးအနိုင်နဲ့ပဲနှုတ်ဆက်သွားခဲ့တာပါအောင်လာကသူ့ရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တာကြောင့်တေချာလေးချင်းပြီးမှလာရောက်ရှင်ပြိုင်ခဲ့တာရှင်အောင်လာကဆွီဒင် fighter Zibestan Gardestan ကိုဒုတိယအချိန်မှာအနိုင်ရရှိခဲ့တဲ့ပွဲကိုတော့မြန်မာတွေကအချိန်နဲ့အားပေးခဲ့ကြပါတယ်။ဒီပွဲမှာအောင်လောင်းကိုဂုံပြုတ်ဖို့အတွက်အစောရောလေးဖြူကကျိုးဝိုင်းတဲ့အထိတချင်းဆိုပေးခဲ့တာပါ။အောင်လောင်းဟာအမဲလိုက်ကတချင်းနဲ့ပွဲထွက်နေကြဖြစ်ပြီးအောင်လောင်းရဲ့နောက်ဆုံးကစားပွဲမှာတော့လေးဖြူကိုရင်ကလာရောက်သိဆိုပေးခဲ့ပါတယ်။မြန်မာတိုင်းငံလုံးကလည်းအားပေးနေကြသလိုထိုင်းရောက်နေတဲ့မြန်မာတွေကလည်းအားပေးကြတဲ့ဒီပွဲမှာအောင်လောင်းကအနိုင်ရသွားခဲ့တာပါ။တချို့တွေကတော့ဒီပွဲကိုလုတ်ပွဲဆိုပြီးပြောကြပေမဲ့အမှန်ကန်ရှင်ပြိုင်ခဲ့ကြတဲ့ပွဲပဲဖြစ်ပါတယ်။ရှင်ပြိုင်သွားတဲ့ပွဲကအနိုင် ုံးဆိုတာထက်လူသားဆန်စိမ့်နဲ့တငယ်ချင်းကောင်းပိသားတဲ့စိတ်တွေကိုဖော်ပြနိုင်တာကြောင့်ကြည်ရှုနေတဲ့သူတွေကလည်းမျက်ရည်တွေဝဲသွားခဲ့ရပါတယ်။တငယ်ချင်းဖြစ်တဲ့ Sweden Fighter ကအောင်လအတွက်လဲဝမ်းသာပေးခဲ့ပြီးအနိုင်ရှုံးထပ်ပေါ်တဲ့ဂုံတိတ်ခါကိုပြသသွားခဲ့တာပါ။မြန်မာလူမျိုးတွေကိုဂုံတက်စေခဲ့တဲ့အောင်လအစံရဲ့ပွဲတွေကိုနောက်ဆုံးရင်ကျိုးဝိုင်းထဲမှာမြင်ခွင့်ရတော့မှာမဟုတ်ပါဘူးနော်။ကဘာကျော် Fighter ဖြစ်တဲ့အောင်လကိုဝမ်းချက်မြန်ရှိက Hall of Fame နဲ့ထည့်သွင်းတော့မှာဖြစ်ပြီးလာမယ့်နိုဝင်ဘာလ16ရက်နေ့မှာဂျပန်နိုင်ငံတိုကျိုမြို့မှာကျင်းပမယ့်1173ပြိုင်ပွဲမှာတော့ဂုံပြူစုချင်းမြင့်တော့မှာပဲ ည်းဖြစ်ပါတယ်။အောင်လကဘလို့အချိန်ဒီမှာမစိုးစူးစမ်းဖို့အတွက်တိုက်တွန်းသွားခဲ့ပြီးခန်းစားချက်တွေနောက်ကိုမလိုက်ဖို့အတွက်လည်းပြောသွားခဲ့ပါတယ်။အောင်လဟာကစားသမားဘဝကနေအနိုင်ယူသွားပြီမဲ့လည်းနောက်ထပ်မြန်မာကစားသမားတွေဖြစ်တဲ့ Joshua Van, Bronica တန်းစင်စတဲ့ကစားသမားတွေကိုလည်းအားပေးဖို့အတွက်တိုက်တွန်းခဲ့ပါသေးတယ်။အောင်လလည်းရှုံးတဲ့အချိန်မှာစိတ်တက်ကြခဲ့ပြီးခန်းစားချက်နောက်ကိုမလိုက်ခဲ့ပဲပြန်လည်စူးစမ်းခဲ့တာပါ။ကစားသမားဘဝကနေအနိုင်ယူသွားပြီမဲ့လည်းအောင်လကနောက်ထပ်မျိုးဆက်သစ်တွေအတွက်ပြောထောင်ပေးဖို့စီစဉ်ထားပြီးသားဖြစ်ပါရဲ့နော်။အောင်လကတော့မြန်မာပြည်သက်တွေကဘယ်တော့မှမေ့သွားကြမှာမဟုတ်ဘူး ့ရှိန်မြန်မာနိုင်ငံကနေကဘာကျော်ခဲ့တဲ့အွန်လိုင်းဆန်တွက်ကွန်ပျူစကလေးတွေကိုပြောပြခဲ့ပါအောင်ရှိန်အရာအလုံးအတွက်ကျေးဇူးတင်ပါတယ်ကိုအောင်လာရင်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ